ီနေ့ညစန်တန်းလန်းက Ultra Four မှာလာရောက်ရှင်ပြန်ရမယ်ပွဲဒီပွဲမှာကျွန်တော်တို့သုံးမှတ်ရနိုင်ပါမလားကျွန်တော်တို့လိုအပ်နေတဲ့အနိုင်ရမှာပါလားပြီးလို့ရှိရင် Amorin နဲ့အဓိကအရန်အရေးကြီးနေတဲ့သုံးမှတ်နေနိုင်ပွဲရပါမလားပြီးတော့ဒီ Spotlight ဒီ Pressure တွေအောက်က Amorin ဒီနေ့ညရုံးထွက်နိုင်ပါမလားဆိုတာကိုဒီဗီဒီယိုမှာကြည့်ရင်ねကျွန်တော်နဲ့တူတူပွဲကြိုသုံးသက်ချက်အပြင်ဖြစ်နိုင်ရည်ရှိတဲ့ပွဲထွက်လူဆက်တယောက်ရဲ့စီးရင်ကိုကြည့်လိုက်အောင် happy about. Always gonna wanna make it move. Always gonna be an uphill battle. Sometimes you gotta, every time you gotta have to lose. How's I get there? About what's waiting on the other side. It's a climb. อารมณ์เป็นไงล่ะมามี่ ကျွန်တော် United Boss ကနေပြန်လဲကြိုးစားလိုက်ပါတယ်။ကြည့်ခုနကတော့ကျွန်တော်ရဲ့ခန်းစားချက်လေးအခုလက်တော်မှာဖြစ်နေတဲ့ခန်းစားလက်ချက်လေးရင်ဖွင့်ထားတာပေါ့နော်။ကြည့်လို့မကောင်းလို့ရှိရင်လို့ရှိရင်လည်းအဲ့ဒါလေးကိုတစ်ချက်လက်တော့မေးလိုက်ပါ။ဒီနေ့မှာတော့ကျွန်တော်တို့ Sunderland နဲ့ပွဲရဲ့အကြောင်းလေးတော့တစ်ချက်လောက်တော့ပြောချင်တယ်ဗျာ။ Sunderland နဲ့ပွဲကအာလွယ်ကူတဲ့ပွဲတော့မဟုတ်ဘူး။အကုန်လုံးကလည်းထင်ထားတဲ့အတိုင်းပဲ အမော်ရဲအောက်မှာ pressure တွေကအရန်များနေပြီလူတွေအကုန်လုံးကလည်းမျက်စိတောက်တောက်ကြည့်နေပြီအခုချိန်မှာဘသူတွေပဲဖြစ်ဖြစ်အကုန်လုံးမျက်စိတောက်တောက်ကြည့်နေပြီဒါကဖြစ်တင်ဖြစ်တိုက်တဲ့အကြောင်းရင်းပါအာဒီလိုမျိုးလီမျိုးရှင်ပြဟိုပြင်ပြိုင်နေကြီးနေပြိသက်တွေအများကြီးဖြစ်နေတယ် sponsor တွေအများကြီးရှိနေတယ်အတင်းတင်းမှာအချိန်တွေအများကြီးလည်းမရတော့ဘူးဒါမနေ့ကမှကျွန်တော်တင်ထားတဲ့ဗီဒီယိုတော့မာလဲ Ferguson က6နှစ်တီတီပေါ့နော်6နှစ်ဆိုပေမဲ့6နှစ်လောက်တည်းကစပြီးသူအမြင်လည်းရပြီပေါ့သူရဲ့ progress ကြီးရတော့အဲ့တော့ အဲ့လောက်ဒီအချိန်လေးတော့မရှိတော့ဘူးဒီခက်ကြီးဒီခါကြီးတော့မှဒီလောက်ဒီဘသူမှလည်းစောင့်ကြိုပြီးတော့မနိုင်တော့ဘူးဒီ sponsorship တွေရှိတယ်ငွေရေးကြေးတွေရှိတယ်အာအစင်တစ်စင်နဲ့တစ်စင်ဆိုတာကလည်းဘလောက်ဒီဘလောက်ဒီအရေးပါလဲဆိုတာကကြိုးလို့အတိပဲဘလောက်အရေးပါလဲဆိုတာပတ်စံငွေရေးကြေးပေါ့နော် club တစ်ခုရဲ့ run နေတဲ့ဟာလေပြလို့ရှိရင် fan တွေရဲ့ဥစ္စာတွေကအရန်ရေးကြီးတယ်ဗျာအာသူတို့ bold အဖွဲ့ကတော့အခုနောက်ဆုံးပြောထားတော့ surging red clip ကအ ਨੇ သုံးတော့တစ်နှစ်ပေါ့နော်တစ်နှစ်သူဒီအမိုရီကိုဆက်လိုက်စောင့်ကြည့်နေတယ်အဲ့ဒါဟာလည်းတဘာဝတော့ကြတယ်အဲ့ခါနဲ့ အာဒီနေတီချောက်တယ်ဆိုမှကျွန်တော်တို့ဒီအမိုရီကသူမလာခြင်းသေးဘူးယာတီဝမ်းနဲ့လာလိုက်ရတယ်ယာတီလာတဲ့လာလိုက်ရတဲ့အတွက်သူတီချောက်နေတဲ့ပုံစံတွေကဥစားမဖြစ်သေးဘူးဒီနှစ်မှစတယ်ပေါ့နော်ပွဲကတော့တော်တော်များသွားပြီပွဲ30ဒါပေမဲ့လည်းသူ့အနေနဲ့ပုံစံကအခုချိန်ထိတင်ယူနေသေးပဲဘောလုံးသမားတွေကိုအကြောင်းနေအဲ့လိုတင်ယူနေနေသေးပဲပါဟိုနေ့ကလည်း overhaul reason ပြောသွားတဲ့ပွဲပါပြောသွားတဲ့ interview မှာ အာကောင်းတယ်အာကောင်းတယ်ဆိုတာအများကြီးပေါ့နော်ကျွန်တော်အဲ့ထဲကတော့ကျွန်တော်တစ်ခုလောက်တော့ဆွဲနှုတ်ရှင်တယ်ဗျာတစ်ခုလောက်ဆွဲနှုတ်ရှင်တာ तू ပြောတဲ့ထဲမှာ tactic ပိုင်းနီးစနစ်ပိုင်းအရာပြောနေရှင်လို့ရှိရင်အရန်ဟိုဝါနုသေးတဲ့နီးစနစ်တမားဆိုတာအရန်ပေါ်လွင်နေဗျာ तू ပြောကြတယ်မှာ तू ပြောတယ်ပေါ့ तू 4-4-2နဲ့စားခဲ့တယ်4-2ကနေပြီးဒီ system ကို तू အာ3-4 the 3 back system ကို तू စေဝင်စားတဲ့အတွက်လာလူတွေတုံးလာတဲ့အတွက်သူ့အနေနဲ့ဟိုဘက်က9ယောက်တိုက်တာတွေဘယ်လိုကာကွယ်သွား9ယောက်ကာရတယ်အဲ့လိုမျိုးနေနဲ့သူကဆက်ပြီးတော့ ဒီအောင်လေးလာတယ်စောင်းတွေဖတ်တယ် join private အကြောင်းတွေကြည့်တယ်အဲ့လိုမျိုးတူဆက်ပြီးတော့ तू तू လက်တင်ယူရတော့အဲ့တင်ယူရနေပြီးတော့ပြေလာပြီး sporty ရဲ့ head coach ဖြစ်တယ် sporty ရဲ့အဲ့တော့သူ့ရဲ့ပြောချင်တာအရန်ဝါနူသေးတယ်အဲ့တော့ဒီစနစ်ပိုင်းအရန်ဝါနူသေးတဲ့အချိန်မှာ Manchester United ကိုရောက်လာ Premier League က now step step တောင်မှတက်လမ်းမဟုတ်ပြခြေလမ်း၃လမ်းလောက်ထိမြင့်လာအဲ့တော့သူ့ဘာ character တွေအများကြီးရှိတာဒီ post match မှာ interview မှာ ြောသွားတာ a post match sorry pre match interview မှာပြောသွားတဲ့စကားတွေကလည်းအရန်ကောင်းတဲ့စကားတွေပြာတိလား pressure out တခုခုမှာ तू ပြောနေတဲ့စကားတွေက on the point on the money တွေကြီးပဲတည်လားအရန်ကောင်းတဲ့စကားတွေပြတည်လားအဲ့ဒါတွေကိုကျွန်တော်အကယ်၍ဥစားပြလို့ချင်ရင်ကျွန်တော်ဘာမှမပါပဲဒီသူ့ဗီဒီယိုပဲအာ copyright မမိအောင်ပြလို့ချင်အောက်ကနေပြီးတော့ translation ပေါ့နော်စာတန်းထိုးပြီးတော့ကျွန်တော်ပြန်တင်ပေးဦးမယ်အရန်ကြိုက်လို့ဒီ review မှာသူပြောတာတွေသူတို့အင်္ဂလန်မှာဥစားဖြစ်တာတွေပြီးတော့ portuguese သူတို့အရင်တော့က league ကလူတွေစကားပြောတယ် criticize လုပ်တယ်ဆိုတာသူတို့ပြောတဲ့ဟိုသူတို့ဘယ်လိုပြောမလဲအဲ့ဒါဘယ်လို judge လုပ်တဲ့စကားတွေက တကယ်တမ်းကြားလို့ရှိလို့ရှိရင်ပေါ်တူဂီမှာသူအရင်လေးမှာရှိရပေါ်တူဂီမှာတော့သူပြောခံရတာ ਨੇ ဒီအင်္ဂလန်ကလူ ਨੇ ပြောတာ ਨੇ ဆိုလို့ရှိရင်အရန်กว่าတယ်ဗောနော်အင်္ဂလန်လူတွေကအရန်ပိုလိုက်ဖြစ်တယ်အရန်ယဉ်ကျေးတယ်ဗောနော်သူ့အတွက်ဒါတွေကပြဿနာတွေဘာမှမရှိဘူးဒီအခုပြောနေတာသူ့အတွက်အေးအေးဆေးဆေးပဲဒါပေမဲ့အဓိကဖြစ်နေတဲ့ပြဿနာကသူရှုံးနေတဲ့ပြဿနာသူရှုံးနေအောင်သူမခံနိုင်ဘူး ။ तू ဘုံက तू ချုံးတာတော့မခံနိုင်။ तू လုပ်နေရတာတွေကအဆင်မပြေဘူးဖြစ်နေတယ်။ तू မခံနိုင်။အဲ့ဒါကို तू မခံနိုင်ဘူးဖြစ်နေတာ။အရန်ကြိုက်တယ်ဗျာ။ तू ပြောတဲ့စကားတွေက။အခု pressure တွေဖြစ်နေကြမိုရီညိုတို့ pressure ဖြစ်တဲ့အချိန်မှာ number 444အမျိုးကြီးထားအောင်လေ။တဲ့မှာလူတွေကိုပြန်ပြီးပြန်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့လူတွေကကိုယ်တိုက်ခိုက်နေကြမှာ fight or flight mode ဖွင့်တာ survival mode ဖြစ်တဲ့အချိန်မှာပြန်ပြီးတော့ပြန်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့အာ survive mode ဖြစ်ပြီးတော့ကိုယ်တက်မှာအာ fight or flight mode ဖြစ်ပြီးတော့ပြန် fight တဲ့လူတွေကပြန် fight မလားတော့ထွက်ပြေးမလား ဒီမှာလူတွေကအလား survival mode တွေဖြစ်နေရကြအဲ့ဒီအလိုမျိုးအချိန်မှာတကယ်လူကြီးတဲ့လူတွေကတကယ်ဘယ်လိုပြောမလဲဆိုတော့အာအရာရာပို့ပြီးသဘောထားနိုင်တဲ့လူမျိုးပေါ့ဗျာအဲ့လိုမျိုးဆိုလို့ရှိလို့ရှိရင်ဒီ fight or flight mode တွေကမရှိတော့မရှိတော့တာမို့ရှိတော့ရှိတယ်ဒါပေမဲ့ နဲတဲ့နဲလာဗျာတက်လာသူပြောချင်တဲ့ဟာတွေကမင်းတို့တိုက်ခိုက်နေတာငါ့အတွက်ဘာမှမဖြစ်ဘူးဒါတွေက fly off အဲ့ဒီမှာမော်ရီညိုတို့လူးဝစ်ဆန်ကားတို့ဆိုပြီးပြန်ပြီး fight နေပြီတက်ဗျာဟို social ဆိုရင် fly မဟုတ်ဗျာပြန်ထွက်ပြေးနေတယ်အဲ့လိုပုံစံမျိုးတွေကျွန်တော်အမော်ရီတို့ဘာလို့ဆိုတာသဘောထားကြီးတဲ့ပုံစံအရင်ပြတယ်တက်လာကျွန်တော်ပြ personality ပေါ့နော် character ကအရင်ကောင်းနေမှာသူအဲ့ဒီမှာပြန်ပြီးပြတယ်သူပြောနေတာအာအင်္ဂလန်မင်းတို့ပြောနေတဲ့အရာတွေကငါ့အတွက်ဘာမှအဓိကငါဖြစ်နေတာဟာငါရှုံးတာငါ့အတွက်အလုတ်ပြုတ်သွားလဲငါ game site သူပြောတဲ့ post match မှာပြောနေရတယ်ကျွန်တော်ပြန်ပြီးတော့ recap ပေါ့လောက်နေတာပေါ့နော် post အလုတ် ုတ်သွားလဲငါကယုံမဆိုင်ဘူး။ဘာလို့အလုတ်ပြုတ်တာကြောက်တဲ့သူဆိုတာကဒီဒီ bill တွေပေးဖို့တွေ့ရီဟိုပေါ်ပေးဖို့တွေမျိုးရှိတဲ့အတွက်အဲ့ဒါတွေကိုစိတ်ပူပြီးကြောက်ရတာပေါ့နော်။ဟိုကပေးတဲ့ချေတရားအဲ့ဒါအဲ့တော့ငါမှအဲ့ဒါတွေလည်းမရှိ။အဲ့တော့အဲ့ဒါတွေလည်းငါကယုံမဆိုင်။ငါအလုတ်ပြုတ်မှလည်းငါကယုံမဆိုင်။အဲ့အဲ့တော့နော်။ဒါပေမဲ့ငါ view ဆိုင်နေတာကငါရှုံးနေတဲ့ဟာကိုငါကိုသူခံစားနေရတာပေါ့နော်။သူပြောကျွန်တော်သူသူ့ရဲ့ character ကိုကျွန်တော်အရင်ကြိုက်နေတာ။ အပေါ်ကဒါပေမဲ့၄စနစ်ပိုင်းမှာတော့ပြဿနာကြီးရှိနေတယ်။ဒါပေမဲ့လည်းအရာတကဘောလုံးမွေးတည်ရအောင်တဲ့အချိန်မှာ character လည်းလိုတယ်ဗျ။ character ကတကယ်တော့80%လောက်ရှိတယ်။ soft skill တွေအဲ့ဒါတွေက80%လောက်ရှိတယ်။ပြီးတော့ hard skill လာတဲ့ဒီဒီဒီ technical ပိုင်းတွေတာတွေကသင်ယူလို့ရတယ်ကြာလာတော့အဲ့ဒါကြောင့်မလို့ကျွန်တော်အမိုရီကိုအာ backup လုပ်တယ်ဗျာတည်လားအမိုရီကို backup လုပ်တယ်ထားပါကျွန်တော်အဲ့တော့ဒါပေမဲ့အခုကျွန်တော် center line ရဲ့အကြောင်းပြောလိုက်ရအောင်ပေါ့နော် center line ကတော့အခုလက်ရှိက center line က နံပါတ်6နေရာမှာရှိနေတယ်နံပါတ်6နေရာမှာရှိနေတယ်မရတဲ့အမှတ်က7တမှတ်အဲ့တော့တော်တန်ဟန်နဲ့ကတူတူပဲပြီးတော့အာကျွန်တော်မန်ချက်စတာယူနိုက်တက်ကတော့တီအားလုံးတည်တယ်14နေရာမှာ9တမှတ်ရှုံးပွဲကတော့ရှုံးပွဲကတော့အားလုံးမှာ3ပွဲရှိတယ်ပေါ့နော်ရှုံးပွဲ3ပွဲရှိတယ်အဲ့တော့အာဆန်ဒလန်ရဲ့ဆန်ဒလန်ရဲ့ပွဲတွေကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်သူရဲ့ပွဲကြည့်ကြအောင်ပထမဦးဆုံးဝက်ဆန်နဲ့ပွဲနော်ဘယ်နာမလဲပြောသွားရင်ဝက်ဆန်နဲ့ပွဲဟုတ်တယ်တူပါကြပထမဦးဆုံးဝက်ဆန်နဲ့ပွဲမှာတော့ကောင်းကောင်းကြီးကိုတမသွားတာ ဝက်ဆမ်ဖို့ပေါ့နော်အဲ့ဒါတော့ငွေဆာအဲ့တုန်းကအချိန်တွေကတော့ဥစားဖြစ်တယ်ဗျာ3ကို 3C နဲ့အဲ့ဘွဲကတော့ဖြစ်တင်ပါတယ်ဝက်ဆမ်ချိန်နဲ့တော့နောက်တစ်ဘွဲကကျတော့ဘန်လီစကော့ပါတာရဲ့ဘန်လီကိုသူရှုံးတယ်နောက်ကို 2C ရတယ်ဘန်လီရဲ့စကော့ပါတာရဲ့ဘန်လီကလည်းကျွန်တော်ပြောတာတောင်တင်းတယ်ဗျဒီမှာပါတယ်ပေါ့နော်ဒါတော့ကောင်းတယ်ကျွန်တော်ဒီနောက်တန်းတောင်းတာလေးဒီဥစားစကော့ပါကလည်းအချိန်တန်းမှာတော့ပေါ့ဆန်ဒလန်ဒီအဲ့ဘွဲကပြန်ပြီးရှုံးသွားတယ်အဝေးကွင်းပေါ့နော်ပထမဆုံးအဝေးကွင်းမှာသူရှုံးတယ်အဲ့တော့ပထမဆုံးအင်ကွင်းဆန်ကဆန်တယ်မှာတော့နိုင်တယ်ပြီးတော့လို့ချင်လို့ချင်း EFL ဟိုဟန်ဒယ်စပီးဒ်ကိုတက်ပြီးပန်နယ်လေးသူရှုံးတယ်ပြီးတော့ Brentford နဲ့ပွဲ Brentford နဲ့ပွဲမှာ2-1 Brentford နဲ့ပွဲတော့2-1တော့ကလည်းနောက်ဆုံးပွဲပီးကန်နီးမှာတွင်းသွားတာထင်တယ်ဟုတ်တယ်ပွဲပီးကန်နီးတွေမှာကတ်ပြီးတွင်းသွားတာအဲ့တော့ဆန်ဒါလန်ကအခြေအနေမှာမပါဘူးဗျအခြေအနေမှာပါဘူးဆိုတာဘာဖြစ်လို့စိတ်တက်သူတို့ကဘာလို့ဆို Underdog တွေဖြစ်တာအောင်သူတို့ကဘာမှရှုံးစရာမရှိဘူး တည်လား fight တမားတွေပဲသူတို့တည်းအောင်လို့ရှိရင်ဒါအောက်စားဖြစ်သွားသူရှုံးသွားတဲ့ပြတ်သွားအဲ့တော့အဲ့လို anecdote တွေကကြောက်ကြတယ်ဗျာအဲ့တော့ center land ကအဲ့ဒီဘွဲရလဲဆိုလို့ရှိရင်မိနစ်60ပြီးကန်ဒီ66လား64မှာလာမသိနောက်ဇူးရီကကိုအနိုင်ကိုထပ်သွင်းသွားတာ Bradford တော့မှာ Bradford လိုအသင်းမျိုးကျွန်တော်တို့ပိတ်နေတယ်ပိတ်ဆို့နေတဲ့အသင်းကိုခြင်သွားတာနော် center land ကတော့အချိန်တန်းမှာတော့မပအူးပြီးတော့အဲ့ဘုဆာပလေးနဲ့ပွဲဟာမတေးကြတယ်ပြီးတော့ပြ ASMR နဲ့ပွဲမှာ11 ASMR နဲ့ပွဲမှာ11ဆိုပေမဲ့ racket နဲ့ပွဲသားပွဲ racket ကလည်းစောကြီးဗျာ ပထမပိုင်းမိနစ်30လောက်မှလည်းရတာအဲ့တော့အဲ့ဒုံးကလည်းအဲ့ဒါကို10ရောက်17ရောက်နေကိုပေးပြည့်တီချိန်ပြီးကန်သွားတယ်တေးဆိုတာနင်းနေတော့တော့အစင်မို့စိတ်ဓာတ်ကအရန်ပြင်းနေစတဲ့လာနောက်တန်း forest ကိုလည်းအဝေးခွင်းမှာထပ်ပြီးတော့နိုင်နေအဲ့တော့ရှင်းရင်းပြောလို့ကြီးဒီနှစ် dark horse မှာပါတယ်ကျွန်တော်ပထမဦးဆုံး wii game wii 1တော့ကပြီးသွားတဲ့အချိန်မှာပြောလို့လိုပဲ sanderland ကဒီနှစ်ကတကယ်ဒီနှစ်ရဲ့တကယ် dark horse လုံးဝ underdog ဖြစ်လာမယ်ဒီဟိုပြပြတယ် Sunderland ကတကယ်ဟို Nottingham အရင်တော့ Nottingham Forest ဆိုပြီးတော့ Leicester Leicester City တို့အဲ့လိုအသင်းမျိုးဒီနှစ်က Sunderland Sunderland လုံးဝ dark horse အသင်းကြီးတို့အကောင်းကောင်းကြီးတမမယ်ကောင်းအဲ့တော့ Ultra Four ဖြစ်နေတယ်စိတ်တက်ရေးရကြမယ်ကျတို့ကျတို့ကြည့်ရမယ်ဗျဒီလိုပုံစံမျိုးနဲ့ပြန်လာမလဲပေါ့နော်ဒါလည်းဘယ်လိုပုံစံမျိုးနဲ့ပြန်လာမလဲတော့တစ်ချက်ကြည့်ရမယ်ဘာလို့တော့ဘာလို့တော့ pressure တွေအောက်မှာလူတွေဝိုင်းပြောနေတဲ့အောက်မှာ brown သမားတွေ break မလားဒါမှမဟုတ်လို့ရှိရင်ဒါတွေကိုမခံနိုင်မဲနဲ့ကောင်းတဲ့ချင်းပြောနေကောင်းတဲ့ဘက်ကိုပြမလားမကောင်းတဲ့ဘက်ကိုပြမလားပေါ့နော်မကောင်းတဲ့ဘက်ပဲပုံစံမျိုးနဲ့ပဲရွဲ့မလားဒါမှမဟုတ်ကောင်းတဲ့ဘက်နဲ့ပဲလုံမလားဆိုတာတော့ကျွန်တော်တို့ကြည့်ကြည့်ရမယ်အဲ့တော့ဒီပွဲကိုနိုင်ရင်နိုင်မနိုင်ရင်တော့ gain ဒီပွဲနိုင်မှာပဲအဲ့ဒါအပေါ်တက်မှာပေါ့နော်အတော်မတန်ဘူးဆိုတော့မှအလေလောက်ပြကြည့်လာတခြားပွဲတွေပေးနိုင်တယ်ဆိုတော့တခြားအသင်းတွေနိုင်တော့မှကျွန်တော်တို့အသင်းကြီးတွေဒီပုံစံတိုင်းပဲ ဖဇရားကတိတ်အပြောင်းလဲတိတ်မရှိဘူးဆိုရင်တော့မှကျွန်တော်10 8 90လောက်မှာသွားမှာမဟုတ်လို့ရှင်လို့ရှင်တော့ကျွန်တော်မလွယ်ဘူး မလွယ်ဘူးဒီဘက်ကတော့အမိုရင်အတွက်ဒီရက်ပရက်ရှာတွေကပိုပြီးမောင်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 းလာပါဗျာတည်လားအာမချားကျင်ဘူးများတည်လားမချားကျင်ဘူးဆိုတာကကျွန်တော်သိတယ်ဆာဂျန်နယ်ဂလက်ကစ်ကမထုတ်ဘူးလို့ပြောတာနားလေတယ်ဒါပေမဲ့နိုင်ပွဲတော့လိုရတယ်လမ်းပွဲတော့ပရက်ရှာလေးနည်းနည်းလေးလွတ်သွားမှာမဟုတ်ဘူးဆိုလို့ရှိရင်ဒီဒီဒီပရက်ရှာတွေကမောင်းတဲ့မောင်းလာတဲ့အသင်းအတွက် negative တွေအရန်ဖြစ်လာမှာဗျာတည်လား negative တွေအရန်ဖြစ်လာလို့ရှိလို့ရှိရင်ရှင်းပြောလို့ရှိရင် vibe တွေကအရန်ဆိုးလာပြီးတော့ negative တွေ negative တွေပေါ့ပြီးဟိုဆိုးတဲ့ဆိုးလာပြီးတော့ ပို့ပို့ပြီးတော့ဘယ်လိုပြောမလဲဒါပေါင်းလာပို့ဆိုးရမယ်တည်ရမလားအဲ့ဒါအဲ့တော့ဒီဟာကတော့အဲ့တော့ပြောနေတယ်ဘယ်လိုပဲပြောပြပြတုံးမှတ်တော့ရားစေခြင်းတယ်အမှန်တိုင်းပြောတာနိုင်စေခြင်းတယ်ဘာသာသရေဆိုတာကြီးကတော့ ultra force ဆိုတော့မဖြစ်စေခြင်းဘူးဒီဘက်ကဂိုးပေါင်းအောင်ပြေးပါဂိုးပြေးပါအသေးကြပဲကျွန်တော်လည်းဂိုးဂိုးပြေးပါအသေးကြပဲ sunderland နဲ့ man united ကဂိုးပြေးပါအဲ့တော့အော်ပြီးတော့နောက်တစ်ခုနောက်တစ်ခုကကျွန်တော်ပြောတာ amorin ပေါ့နော် amorin အနေနဲ့ဒီပွဲမှာအဲ့ဒါတော့ကျွန်တော်ဥစားပြရတဲ့ဥစားမှာစက်ပြောသွားမယ်ဗျ အဲ့ဒါကတော့ system tactic ပေါ့ဗျာဒီလားနီးစနစ်ပိုင်းနဲ့လူဆိုရင်တော့အဲ့တော့ကျွန်တော် tactic ဘက်ကိုတစ်ချက်သွားလိုက်အောင်ကျွန်တော်အဲ့တော့အရင်ဆုံးကျွန်တော်ကိုသမားကိုတစ်ချက်တော့ပြောလိုက်အောင်ဘယင်နာရဲ့အကြောင်းဘယင်နာကဘယ်လိုမှအဆင်မပြေတဲ့ကိုသမားအကုန်လုံးလက်ခံလာတော့မသိကျွန်တော်ကတော့ပွဲတိုင်းပွဲတိုင်းအမားလုပ်တယ်ကိုစရာဘယ်လိုမှအဆင်မပြေဘူးအရှိလည်းမထွက်လာနိုင်ကျွန်တော်က super keeper လုံးနိုင်လို့ဟို brand phone နဲ့ပထမဟိုးကတော့ super keeper လုံးနိုင်လို့ထွက်လာနိုင်တဲ့အဆင်သာဘောလုံးသမားဆိုလို့ရှိရင်ထားလိုက်တော့ဗျာ စင်တာလင်မကလုံးဝကိုထည့်သိမ့်ပြီဒီဘွဲမှာမထည့်ဘူးသူ့ကိုထည့်မှာလေကျွန်တော်စဉ်းစားလို့မရဘူးကြာဥစားတခြားဆိုတော့ဘာလို့တော့အိမ်ကွင်းဖြစ်မယ်စန်တာလန်ဖြစ်မယ်ဗျာအဲ့ဒါအောင်မှမထည့်ဘူးဆိုလို့ရှိရင်လည်းထည့်ကြအောင်အကြောင်းမရှိတော့စင်တာလင်မကိုကျွန်တော်မြင်ကြည့်ပြီကျွန်တော်ပြီးတော့ဒီနေ့ပွဲကကျွန်တော်ဒီချမဲ့အကွက်ကပေါ့နော်ချမဲ့ဆိုတာထွက်ထွက်တဲ့လူစီးရင်ကအမ်ထွက်လာနိုင်ခြင်းရှိတဲ့လူမဟုတ်ဘူးကျွန်တော်အဲ့ဒါကြောကြုံပြောပြထားမယ်နော်ထွက်လာနိုင်တဲ့လူကိုကျွန်တော်မထုတ်ဘူးဖြစ်တဲ့လူကိုကျွန်တော်ရဲ့အမြင်ကျွန်တော်အထင်ကျွန်တော်အုံနောက်နဲ့မိတဲ့ဟာကိုကျွန်တော်ထုတ်ထားတယ် ထုတ်တယ်ကျွန်တော်ဟိုဖြစ်တဲ့နဲ့အမောရင်အနေနဲ့ဖြစ်တဲ့ဟာပေါ့နော်မကြောက်တော့ကျွန်တော်တည်တယ်ဒါပေမဲ့ဖြစ်တဲ့ဟာကိုကျွန်တော်ချက်ချတာချမယ်ဒီနေ့ပွဲကတော့နော်အဲ့တော့ကျွန်တော်ပထမအဦးဆုံးစင်တာလေးမန်ကိုယူမယ်စင်တာလေးမန်မှာဘယ်လိုမျိုးလဲဆိုတော့ error မရှိရဲ့ဂိုးသမားတစ်ယောက်ကတခြား trade ပေါ့နော် trade လူရဲ့စိတ်ဓာတ်စိတ်နေစိတ်ထားကဂိုးသမားလို့စိတ်စိတ်ထားမျိုးကနံပါတ်1အမားမလို့ပဲလို့ဂိုးသမား vision ရှိရတယ်ဗျာ ဘာလို့ဆိုတော့ तू ကတပွဲလုံးကို तू မြင်ရတာ तू ကနောက်ဆုံးမှဖြစ်တဲ့အတွက်17ယောက်လုံး10ယောက်ကျန်တဲ့10ယောက်လုံးမြင်နေရတယ်ကိုယ့်ဘက်သင်းဟာမြင်နေရတယ်ဘောလုံးသမားအဲ့တော့ကိုယ်ကျွန်တော်တို့ပရိသတ်တွေလိုပဲကြည်နိုင်တယ်ကိုသမားဘောလုံးသမားဆိုတာအဲ့ကိုသမားဆိုတာအဲ့တော့အဲ့နေရာကဘလောက်အတင်းတင်းတွေအရေးကြီးလဲကြောယိုးနောက်ဆိုတာဘလောက်အရေးကြီးလဲဆိုတော့အတင်းတင်းကိုပြအောင်လုပ်နိုင်တယ်လို့ထိအောင်လုပ်နိုင်တယ်အဲ့ဒါကြောင့်မို့တော်တော်ကျွန်တော်ရှင်ပီတာရှမိုက်ကယ်တို့ပီတာချိုက်တို့ ဒီဒီဒီ David Seaman တို့အဲ့လိုမျိုးပေါ့နော်အဲ့အနောက်ကလူတွေကဒီပွဲပေါ်မှာစွန့်မိုးတယ်ကိုကပြလို့အသင်းသားတွေကိုဥစားနောက်တန်းတွေကိုဘာလို့ဘာလို့ပြောအဲ့လိုမျိုးဖြစ်နိုင်တယ် leader တယောက်အနေနဲ့ပြအဲ့တော့စီစီနာလင်မန်ငယ်တော့ငယ်သေးတယ်ကြောက်လာလည်းမတော်လားဒါပေမဲ့သူ့ပုံစံအရက်တွေပုံစံတွေသူ့ရဲ့ပုံသဏ္ဍာန်တွေသူ့ရဲ့ စကားပြောတဲ့ပုံအင်တာဗျူးလို့ပေါ့စကားပြောတဲ့ပုံစံတွေကအေးအေးဆေးဆေးနဲ့ငြင်းငြင်းတဲ့ကျွန်တော်အဲ့ဒါကြောင့်မလို့ကြောင့်မောင်ရီကလေသူ့ရဲ့လူတွေပြောတဲ့အပုံစံနဲ့အဲ့လိုမျိုးအေးအေးဆေးဆေးငြင်းငြင်းတဲ့ error free အမှားမလုပ်တတ်တဲ့လူစားမျိုးဘာလို့ခေါင်းရှင်းပြီးခေါင်းကြည်ပြီးခေါင်းအေးဆေးရဲ့လူပြာတာတွေတတ်တာတွေကြောက်တာတွေပောက်တာတွေမရှိတဲ့လူမှဒီဟာတွေကရှိတာလေအဲ့တော့ကိုသမားမှာအဲ့ဒီ trade တွေရှိရတယ်လေမမှာအဲ့ဒီ trade တွေအများကြီးရှိသူကသူနောက်ပိုင်းကျမှ sweeper keeper ဖြစ်လာတယ်ဖြစ်ကြောင်းရွေးဖြစ်စေ short stopper ဖြစ်ဖြစ်ဖြစ်စေဘလို့ပဲတခြားဟိုတာတွေ dynamo ပဲဖြစ်စေဘလို့ပဲဖြစ်ဖြစ်စီနာလေမန်က ဘီယနာနဲ့ရှင်နိုင်ပါမှာဗျာဘီယနာရဲ့ဒီကျွန်တော်နားလေတယ်ဗျာအမိုးရင်းဘာကြောင့်အတီးတွေယူနေလဲဆိုတော့ကျွန်တော်နားလာတယ်ဘာလို့ဆိုတော့ဘီယနာရဲ့ data တွေကျွန်တော်ကြည့်ပြီးသွားပြီဘီယနာရဲ့ data ကျွန်တော်ရှိပြီးသွားပြီဒီမှာတော့မပြောတော့ဘူးလို့ဘီယနာရဲ့ data တွေကဘာလို့လဲဆိုတော့ပွဲတွေမှာမနစ်က owner နာနဲ့ရှိတဲ့အချိန်တုန်းကဘီယနာရဲ့ record တွေအရင်ကောင်းတယ်ကောင်းတာဘာလို့လဲဆိုတော့ तू ကန်နေတဲ့ lead အကြောင်းမလို့ तू ကန်နေတဲ့ပွဲတွေအကြောင်းမလို့ကောင်းတာကျွန်တော်သိတယ်ဒါပေမဲ့အဲ့ဒါကြောင့်မလို့ရွေးတယ်ထင်တယ် data တွေရောက် ဒါပေမဲ့ဘေးရင်ဒါကတကယ်ကောင်းတဲ့ဟိုအသိနေတဲ့ဆိုလို့ရှိရင်လို့ရှိရင်ဘလို့မှလုံးလို့မရတယ်ခုနကအဲ့တော့ဒါပါကျွန်တော်စီနာလေးမန်ကိုကျွန်တော်ရွေးထားတယ်ပြီးတော့နောက်တန်းအဲ့နောက်တန်းကကျွန်တော်စကားပြောရမလားကျွန်တော်ပြောပြီးတယ်နော်ကျွန်တော်ထင်တဲ့လူပဲပြောမယ်အလဲမှာတော့ delay မကွာရဘလို့မှ mix match profile တော့ low block လုံးဝထိုင်ပြီးကစားအတက်ကလုံးဝပင်ပန်းသွားပြီးပွဲပွဲလဲနိုင်နေပြီးနှစ်ဘိုးပြန်နေနိုင်လာပြီဒုတိယပိုင်းလဲရောက်လာမိနစ်80မိနစ်60ပွဲ60လောက်ဆိုသေး80လောက်ရောက်လာပြီမကွာရောက်တဲ့ လိုင်းအောင်မတင်နဲ့တော့ဆွဲထားတာအရှိမ2ယောက်3ယောက်လောက်ပဲအသေးဝင်လာတဲ့နှစ်ကောင်လောက်ပြေးခိုင်းအဲ့လောက်တောင်ညင်ညင်ထားလိုက်တော့အဲ့လိုပုံစံမျိုးမှာမကွာရဝင်လာလိုက်ရတယ်ဒါပေမဲ့ဆော့ပိုင်းမှာလည်းဆော့ပိုင်းမှာလည်းမကွာရဒီကစားပုံနဲ့ကလုံးမကစားလို့ပြအဲ့ဒါကြောင့်ကျွန်တော် delete ကိုထည့်တယ်နောက်အဲ့တော့ delete ထည့်ပြီးတော့ကျွန်တော်ပြောတယ်နော်ကျွန်တော်လိုချင်တဲ့ပုံစံဖြစ်နိုင်လို့ရှိရင်ဥစားမြင်စေချင်တယ်ဒီဘက်မှာကျွန်တော် majority ကိုထားမှာ majority ပြန်လာပြီ majority ကိုထားမှာ majority ရဲ့ရဲ့ ဘောဖူဘောလင်းသူ့ရဲ့အမြင်ပေါ့နော်အမြင်နေတဲ့ဘောလုံးကစားနီးနဲ့ကစားကွက်နဲ့ကစားဘောလုံးပေါ်မှာတက်ရောက်မှုရှိရဲ့ပွင့်ပေါ်မှာတက်ရောက်မှုရှိတဲ့ကစားသမားမျိုးဒေးဗစ်ဆေဘာလို့ရှိပါအများကြီးအဲ့လိုသမားမျိုးမဇရာဝီဆိုတာဘောလုံးကကြောင့်အဲ့တော့မဇရာဝီကနောက်တန်းအဲ့လောက်ကြီးတော့ ခိုင်ခိုင်မာမာတိုးနေတိုက်နိုင်တာမဟုတ်ဒါပေမဲ့သူများတဲ့တကွက်ကြုံမြင်တယ်ဘိုက်ကာကားရီလိုမျိုးမပြေးနိုင်ပေမဲ့သူများတဲ့တကွက်ကြုံမြင်တယ်အဲ့နေအောင်ကြိုးရောက်ပြီးသားမဇရာဝီကအဲ့လိုကစားမှာသမားမျိုးဘောလုံးပေါ်မှာဘောလုံးကွင်းပေါ်မှာဖတ်တက်တယ်အဲ့တော့မဇရာဝီကိုကျွန်တော်ထည့်တယ်နောက်တန်းမှာတလူလိုတလို့တော့ဘာလို့အမားတွေလုတ်တယ်ကောင်းတယ်အမားတလို့ချက်ဒုတိယဘောလုံးကဘရန်ဖော့တော့အဲ့လိုမျိုးတွေကျွန်တော်အဲ့လိုမျိုးမမြင်ကျွန်တော်အဲ့တော့မဇရာဝီကိုအဲ့နေအောင်ဒါမိနစ်ကလည်းတော်တော်မြတ်မြောက်မဇရာဝီအဲ့မှာကစားသွားပါတယ်ပြီးသွားလို့ရှိလို့ရှိရင်ဘဲဘဲချမ်းကျွန်တော်အတွက်ကတော့ မာတီနက်စ်ပြန်မကောင်းခြင်းမှာယော်ရိုကိုထားစေတယ်။ယော်ရိုကိုအဲ့ဘက်မှာထားမက်ဇရာဗီကိုညံဘက်မှာထားအလဲမှာတလီကိုထားလူရှောနဲ့မကွာရလေမင်းကြီးလွတ်ပြစ်လိုက်တော့အင်္ဂလန်သားတွေအင်္ဂလန်အဲ့ဒါတွေမေ့လိုက်တော့အာအမိုရီမေ့လိုက်တော့အင်္ဂလန်သားတွေအင်္ဂလန်အသင်းမှာမလို့အင်္ဂလိပ်လီမှာလို့အဲ့ဒါတွေမေ့ပြစ်လိုက်တော့အဲ့ဒါတွေကနောက်ကိစ္စမဟုတ်လို့ရှိရင်မင်းအလုပ်ပြုတ်တော့မယ်။အဲ့တော့အဲ့ကောင်အင်္ဂလန်သားတွေထုတ်ပလိုက်တော့တုံးမရဘူး။အဲ့တော့ယော်ရိုတို့ဒလီတို့အဲ့နောက်မှာဒါမက်ဇရာဗီတို့အဲ့မှာထား เนาะပြီးတော့အလဲတန်းကတော့ favorite sign favorite sign သူ့အနေနဲ့သူ့နေရာနဲ့သူပေါ့လေပြောတော့ပြောပါဘောနောက်တစ်ယောက်ကတော့ကာစီမီရိုပေါ့ကာစီမီရိုကအနီးကပြီးပြပြီးတော့တဝဲပဲပြီးတော့ပြန်ထွက်လာပြီ yellow card နဲ့ဆိုတော့တဝဲပဲပြီးတော့ yellow card နဲ့ကတ်ဆိုတော့တဝဲပဲပြန်လာပြီနောက်တစ်ယောက်ကတော့ဆန်နက်လန့်နဲ့ပြန်လဲပြန်တွေ့မဲ့သူ့ရဲ့တစ်ချိန်လုံးက လုံးမှာသွားတဲ့အာမတ်ပေါ့နော်ဒီဘက်မှာကျွန်တော်မြင်တယ်ဗျဆန်ဒလန်ကတကယ်တော့အလဲကပြေးဝင်တဲ့ကောင်စားမျိုးတည်လားကတော့ရဲ့ကစားကအဲ့တော့ကောင်တာရေလို့တော့မဟုတ်ဘူးဒါပေမဲ့အဲ့မင်ဖီအလဲတန်းမှာတော်တော်ကြီးကိုစကားပြောလိမ့်မယ်အဲ့အလဲတန်းမှာကအနောက်ကအလဲအရှိကကိုညာတို့အရှိနောက်ကနေအဲ့ရိုရိုရိုတကယ်ဒီပွဲက footballing IQ ရှိတဲ့ပွဲအမှကစားလို့ရတယ်တောင်းတန်းရောကောက်ကြောင်တွေမကွာရလို့ပါလူရှော့လို့ကောက်ကြောင်တွေဖဲ့တာလို့ရှိဒီပွဲကကွာသွားမယ်ပွဲအ ဘာလို့ဆိုတော့အလဲကနေလှည့်ပြေးတဲ့အခါမှာအလဲမှာဒီတိုင်းတဲပြေးမှကောင်းတယ်ကောင်းတယ်ရတိလားပါဇင်လေးဝင်းဘက်မှာအဲ့လိုမျိုးပါဇင်လေးလောပြီးွားရှင်လို့ရှိရင်လို့မျိုးတကောင်ကအဲ့လိုမျိုးဆော့ပြေးမဲ့ကောင်အဲ့လိုမျိုးပြေးမဲ့ဟာတွေဆိုတော့စိုက်ပြီးတော့ဝင်ပါဗျဒိုကူရိုလို့ကောင်လာပါဒိုကူရိုပြေးသလိုမျိုးတက်ပါအဲ့လိုမျိုးပြေးရဟာအဲ့မှာလူရှော့ရိုပူကျော်ရိုလာလို့ရှိရင်အဲ့မှာပြတ်တော့ပါအဲ့တော့အဲအဲ့တော့အဲ့အလဲကဟာပါ အဲ့အလဲကိုပြန်ပြီးတော့ကာပေးနိုင်ဖို့ယော်ရိုလို့မဇာရိုကြီးတို့ကစားနည်းနည်း IQ ရှိတဲ့ကောင်လေးတွေနဲ့ပြီးလို့ရှိရင်ကိုညာတို့ပြန်လိုက်တာလေးတွေနဲ့ထင်းရမှာဒီကွယ်อ่ะအဲ့တော့ဒီအလဲကတော့ Fernandez နဲ့ Casemiro ပေါ့နော်ကျွန်တော်ရွေးတယ်ပြီးတော့ Bebe Achan Bebe Achan ကတော့ဘူးလည်းမရှိ Patrick Dorgu Patrick Dorgu က Morning ခေါ်ထားတဲ့ကိုဘောလုံးတော့ပါကြိုက်လဲကြိုက်တယ် physical ကောင်းတယ်အဲ့နေရာမှာလိုအပ်သေးတယ်ဒါပေမဲ့နည်းနည်း raw ဖြစ်သေးတယ် ဒီကိုလီယွန်တို့ဆိုင်မျိုးနည်းနည်း raw ဖြစ်သေးတယ်နည်းနည်းကြောက်ကြောက်ရိုင်းသေးတယ်သူ့ရဲ့ quality တွေကပေါ်လာလိမ့်မယ်ငယ်လဲငယ်သေးတယ်ဒါပေမဲ့သူ့ရဲ့ physical ကမြင်ရပြီလားဘလောက် body တိုက်နိုင်တယ်ဘလောက်ပြေးနိုင်တယ်ဘလောက်လိုက်နိုင်တယ်ဒါတွေကမြင်လာပြီလား quality လည်း Bradford ဘွဲမှာလည်း quality တွေတစ်ချက်တစ်ချက်လေးမြင်နေရမြင်လာရတယ် Chelsea ဘွဲမှာလည်းတစ်ချက်ချက်လေးမြင်လာရတယ်ချက်ချက်ဟုတ်တယ်အဲ့တော့သူ့ရဲ့ crossing လေးတွေကစပြီးဝင်လာပြီ quality လိုသေးတယ်တိုးကူပြီးတော့အရှိမာကတော့ ပြောစရာမရှိဘူးပေါ့နော်ဒီ၃ယောက်ကတော့တပွဲပဲရှိသေးတယ်ဒီပွဲတော့ဆက်ပြီးတော့ထိတိုင်တယ်အာကျွန်တော်တို့ Sesco ရဲ့အားသာရာကိုလည်းကျွန်တော်မြင်လာရတယ်ပြီးတော့အာအမ်ဘူမိုပြီးတော့ Sesco ရဲ့အားသာရာကိုလည်းကျွန်တော်တို့မြင်လာရပြီပြီးတော့အမိုရင်က Sesco ကိုတွဲပြီးတော့ကစားနိုင်အောင်မျိုးလို့သူပုံစံလေးတွေချထားတာလည်းကျွန်တော်တို့မြင်ပြီးသွားပြီပေါ့နော်ဒါကတော့ကိုညာပဲပြောင်းနေရတော့ဟောဒီဘက်မှာ အဲ့တော့မြင်ပြီးွားပြီနော် Sesco တို့တို့ဘလို့တွဲကျင်တယ်ပုံစံကတော့ကျွန်တော်ပြမယ်ဒါသိပါတယ်ဟို Brandford ဘွဲတော့ကလည်းမတိုင်ရင်ကျွန်တော်ပြောထားတယ် Ambomo တို့လိုထွက်တယ်ဒီလိုဝင်တယ်အဲ့တော့ကတော့ Mazraoui ဝင်လိုက် Delop ဝင်လိုက်ပေါ့နော်ဒီဘွဲကတော့ Armat ကိုကျွန်တော်မြင်နေတာ Armat ကိုထည့်ထားတယ်ကျွန်တော် Knockdown ကို Thank you မဆိုင်ဘူးအလဲကိုသွားမှာဝေးလို့ပြောတော့ Thank you မဆိုင်ဘူးအဲ့တော့အာမတ်ထဲထားတယ်ပြီးတော့ဒိုဂူဒီလိုဝင်တယ်ကိုညာဒီလိုဆင်းတယ်ဆက်စကောဒီလိုသွားတယ်အဲ့တော့ crossing နေရဒီကနေပြီးတော့ဒီလိုဝင်တယ်ဒီလိုပုံစံမျိုးပေါ့နော်ဒီလိုပြောလာမယ် analog and dialog ကဒီလို run တယ် တော့ဒီဘက်ပါစင်ပေးရင်ပေးမပေးမေးဒါမှမဟုတ်လို့ချင်လို့ချင်ဒီဘက်သွားလို့ချင်လို့ချင်အဲ့တော့ဒီလိုပေးရင်ပေးမပေးလို့ချင်ဥစားပေးအဲ့ဒါမှမဟုတ်လို့ချင်လို့ချင်ဒိုကူကဒီဘက်ကနေပြီးဘောလုံးရလာပြီးတော့ပြေးမယ်ဆိုလို့ချင်ဒီဘက်ကဒီလိုထွက်ဆက်စကိုဘောလုံးလောက်လို့ဝဲပြောလို့ချင်လို့ချင်အာပြောလို့ချင်လို့ချင်ဆက်စကိုကဒီမျိုးချပေးအာ transition ပေါ့နော် transition ကြရလို့ရှိရင်မမဝင်ပြီးကာနေကြတဲ့ကာနေကြတဲ့အချိန်မှာဒိုကဒီသားမှာရှိနေမယ်ပြေးတက်မယ်ကွန်ညာတော့ပါလို့ရှိရင်မဆက်စကွာဒီကနေပြီးတော့ ဘောလုံးချမိမယ်အန်ဘောကဒီလိုရှိမယ်ဒီလိုရှိမယ်ဒီလိုမျိုးရှိမယ်ကာစီမီရိုနဲ့တလောလောဟိုပြဒီကောင်ဒီမျိုးမဇာဘီယာမျိုးအခြေတုံးမယ်ဒါမှမဟုတ်ရေကွန်ညာအနီလာမှာရှိမယ်ယော်ရိုကဒီမျိုးတော့မယ်ဒါမှမဟုတ်ရှင်မဇာဘီယာဒီမျိုးဆင်းသွားတဲ့အချိန်ဖန်တာဒန်စီဘက်ချမ်းရောက်နေတဲ့အချိန်မျိုးဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ယောရောတက်ပြီးတော့ဒီလို press ပေးမယ်အဲ့လိုမျိုးပါတော့အဲ့တော့ဘောလုံးက set squad ဒီကနေလာမယ်ပြောလို့ရှိလို့ရှိရင်အဘောဘောကဒီလိုပြေးမယ်ဒိုကကဒီလိုပြေးမယ်ကိုညာကနောက်ကနေပြီးတော့ဘောလုံးရဒီလိုတဲမယ်ယောရောကနေနေကနေပြန်ထိန်းပေးမယ် ပြောလို့ရှိလို့ရှိရင်ဘောလုံးလာလို့ရှိလို့ရှိရင် set squat ချပြီးတော့ count တိုက်ပြီးချပြီးပဲ။နောက်မှလည်းဒီဘက်ချောင်းချပြီးပဲ။အာနောက်လို့ရှိလို့ရှိရင်အနောက်ကိုပြန်ချအောင်ပေါ့ဗျာ။အဲ့လိုပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့ကစားပါဘောနော်။ဒါ set score တွဲလာတတ်တဲ့အာသူစားရဲ့ပုံစံ။အာဟို Amorin set score တွဲဖို့အတွက်သူပေါ်လာတဲ့ကစားကွက်ပေါ့နော်။ဖွဲ့စားထားတဲ့ကစားကွက်။ပေါ်လာတဲ့ကစားကွက်မှာဘုံတော့ပိုင်းကြတော့မြင်လာပြီ။အဲ့တော့ set score တွဲလာပြီ။တွဲလာပြီ။အဲ့တော့ကျွန်တော်တို့အနေနဲ့ နောက်တစ်ခုကလူတွေအကုန်လုံးနီးစနစ်တွေပြောနေကြမှာကျွန်တော်အဲ့တစ်ခုတော့ကျွန်တော်ပြောကျင်တယ်ဗျအဲ့ဒါကလည်းတော့ပြီးတော့အဲ့တော့ကျွန်တော်အရင်ဆုံးပါတော့ဒါကတော့မနေ့ကပြန်ထွက်လာမယ်ကျွန်တော်အနေနဲ့ထွက်စေချင်တဲ့လူစီးကျွန်တော်မြင်နေရရှိရလူရှော့တော့လည်းကျွန်တော်မြင်နေရရှိရဒါပေမဲ့ဘလို့ပဲပြောပြောဒါဒီပုံစံကတော့ကျွန်တော်ရဲ့စက်တယောက်ကျွန်တော်ရဲ့စက်တယောက်နော် ်စီနာလီမန်ထွက်ကိုထွက်တင်နေပြီမဇရာဝီဒလိနဲ့ယော်ရိုနဲ့နောက်တန်းအာအမတ်နဲ့ဒိုကူစန္ဒနာနဲ့ပြန်တွေ့မယ်အာမတ်နဲ့ဒိုကူအလဲမှာကာစီမီရိုနဲ့ဖန်နန်ဒက်စ်အလှမဝညာဘန်ဘိုမိုဆက်စ်ကိုတီးတော့ပုံနဲ့တော့ပွဲထွက်လာမယ်ပေါ့နော်ပွဲထွက်လာမယ်လို့ပြောတာမဟုတ်ဗျာဒါကျွန်တော်ရဲ့တွေးထားတဲ့လူစဉ်စက်တရားပေါ့နော်အဲ့တော့ကျွန်တော်ခုနပြောသလိုပဲဒီနီးစနစ်ပေါ့နော်နီးစနစ်ပိုင်းကအမိုရင်ကအပြောင်းလဲလေးလောက်လာတယ်ဗျတော်တော်များများအပြောင်းလဲလေးလောက်လာတယ်နီးစနစ်ပိုင်းမှာဝါအရန်နုသေးတယ် เนาะအရန်လိုအပ်သေးတယ်တော်တော်ကြာကြာကြီးကိုသူတင်ယူအောင်မယ်ပရီးမီးယားလိအကြောင်းလည်းအခုမှတင်ယူနေတာပိုသူ့ရဲ့ဘလူးဘောလုံးသမားတွေအကြောင်းလည်းအခုမှတင်ယူနေတာတခြားအသင်းတွေအကြောင်းလည်းသူနားလဲအခုမှတင်ယူနေတာအဲ့တော့အရန်ဝါနူသေးတယ်နီးစနစ်ပိုင်းမှာအရန်ဝါနူနေတယ်ဒါပေမဲ့ तू ကျွန်တော်ပြောတဲ့80%တော့70% soft skill ဖြစ်တဲ့ဒီဒီ character ကသူ့မှာရှိပြီးသားအောင်မြင်ဖို့အတွက်သူ့မှာရှိပြီးသားပေါ့နော် character ကအဲ့တော့ဒါမဲ့ဒါကနီးစနစ် hard skill ကတော့လာလိမ့်မယ်အဲ့တော့အဲ့ဒီဟာတွေအတွက် 20% 30%ပါစကေးအတွက်ကတော့ तू လိုအပ်နေသေးတယ်။ तू အင်တာဗျူးမှာကျွန်တော်ပြန်ပြီးတော့ तू तू လက်ရှိအင်တာဗျူးတွေကို post match pre interview preview အင်တာဗျူးတွေမှာကျွန်တော်ပြန်ကြည့်ကြည့်တာ။မာ तू ပြောတဲ့စကားတွေကမာအာမာသူ့ရဲ့ဘဝစဉ်ကတော့ငုနာပြောသလိုပဲ442ကနေစခဲ့တာ။442ကနေပြီးတော့ဒီ3ဘက်ပြောင်းလိုက်တာ။အဲ့တော့ဘာကျွန်တော်ပြန်မြင်ရလဲဆိုတော့ तू442 ပြန်ပြောင်းတာကိုကျွန်တော်မြင်ရတယ်။442ပြန်ပြောင်းတယ်ဆိုတာက ဒီ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 အနောက်တန်းမှာလူဟိုနေရဆိုယော်ရိုးကိုလဲလိုက်တယ်ပြီးတော့လူရှော့ကိုဘယ်ဘက်ကိုထွက်ခိုင်းတယ်ဒီဘက်ချမ်းမှာတလော့နဲ့442ပေါ့နော်ဆက်စကိုကိုထုတ်လိုက်တယ်ပြောလို့ရှိရင်ရှေ့မှာအမ်ဘူမုံနဲ့အာကိုညာနဲ့ပေါ့နော်442ပြောင်းလိုက်တယ်ပွဲထဲမှာ तू မပြောင်းမုံတော့တွေ့တယ်အများကြီးလုံနေအများကြီးများအများကြီးလုံတယ်အများကြီးလုံတော်တော်များများလုံတယ်အမ်ဘူမိုရောက်တာအမ်ဘူမိုထွက်ဖို့ပုံစံမျိုးလေးလုပ်ပြီးတယ်ဆက်စကိုကြဆက်စကိုဆက်စကိုနဲ့တွဲကစားလို့ရတဲ့ပုံစံပြောင်းတာလေပြောလို့ရှိရင်မေဆင်မောက်ဆိုတမျိုးကစားတာလေ ပွဲမှာတွိလုတ်နေတယ်အများကြီးလူတွေကအဲ့ဒါကိုဝိုင်းပြောနေကျွန်တော်လုံးဝမကြိုက်အာဟိုတွိမလုတ်ဘူးတွိမလုတ်ဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြောတဲ့ plan A plan B plan C ဆိုတာကဘာလဲဆိုတော့အော်တွိမလုတ်ဘူးမဟုတ်ဘူးတွိလုတ်တယ်ပွဲစားတယ်တွိလုတ်ထားတာဒီလားစန္ဒာနဲ့နဲ့ကန်တယ်ငါတို့ဒီလိုပုံစံမျိုးလေးလုတ်ထားမယ်ဆိုပြီးတော့လုတ်ထားတာဒါပေမဲ့အဲ့စန္ဒာနဲ့နဲ့ကန်တဲ့ပွဲက bravo နဲ့တူလားဆိုတော့တော်တော်မတူဘူးတော့မတူဘူး Bravo ကကန်တော့ Chelsea နဲ့တူလာဆိုပုံစံမှမတူ Chelsea နဲ့ကန်တဲ့ Arsenal နဲ့တူလာတော့လည်းမတူအဲ့မှာ Burnley နဲ့တူလည်းမတူအာဘာမှတပုံစံမှမတူဒါပေမဲ့ပြဿနာအကွင်းအလဲထဲမှာဖြစ်သွားတာကိုပြောင်းမပြောင်းနိုင်တာအဲ့ပြဿနာရှိသေးတယ်အဲ့ဒါကတော့ကျွန်တော်ခုနပြောသလိုပေါ့နော်သူ့အနေနဲ့ဒါကိုပဲအာရုံစိုက်နေရတဲ့အတွက်ဒီအကွင်းလေမှာဘလိုပုံစံမျိုးပြောင်းမယ်ဆိုတဲ့ဟာလေးတွေကသူတို့ခုနဟိုတစ်ခေါက်က Grand Swing နဲ့မှာဆိုလို့ရှိရင်မမမရလားမသိ Grand Swing နဲ့ကြာမှာ तू ကောက်ပြီးတော့ ဒီ piece ကိုဒီဟာ static book ကိုဆွဲထုတ်ပြီးဒီလိုမျိုးလေးပြောင်းနေရဲဆိုတာအဲ့ဒီအချိန်မှာကောက်ချနေတာကျွန်တော်အဲ့ဒါကိုပြောနေတာသူကိုယ်လည်းမာတဲ့အစောကြီးကထွက်လာခဲ့တယ်ကဒီစနလန်းကပုံစံနဲ့ဒီလိုတိုက်တက်တယ်တခြားပွဲတွေမှာပေါ့နော်ပြီးတော့စနလန်းကဒီလိုပုံစံမျိုးနဲ့ပျောင်းတိုက်လာနေလားအဲ့လိုမျိုးကယ်ရီပျောင်းတက်လာနေတာဒီလိုပုံစံမျိုးနဲ့အဲ့ဒါတွေကကျွန်တော်ပြောသလိုပဲဗျပရီးမီးယားလိမှာကြာလာတဲ့နဲ့ဒီအသင်းကြောင့်ကောင်းကောင်းနားလဲလာတဲ့အချိန်မျိုးငါတို့နဲ့တွေ့တဲ့အခေါက်ကြီးကညားလာတဲ့အခါမျိုးမှာသဘောထားနေလာတာ တည်လာဒီနီးပြရဲ့အကြောင်းတည်လာဆိုးပါကအကြောင်းတည်လာမယ်အာတေတာအကြောင်းတည်လာမယ်အဲ့ဒါတွေကနှစ်တည်နေတဲ့အချိန်တွေယူပါသေးတယ်ကျွန်တော်တို့စကားပြောတာအရင်ပြသွားလိမ့်မယ်အရှိသွားလိမ့်မယ်အဲ့တော့အဲ့ဒါမျိုးတွေအကြောင်းမလို့ तू ဒါတွေကတင်ယူရအောင်မယ် hard skill တွေအဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒါတော့မရှိဘူးဒါပေမဲ့တွေ့တယ်အများကြီးရှိတယ်442လောက်တာတွေအဲ့တော့ဒါပေမဲ့အဲ့ဒါကျွန်တော်ဘာလို့လဲ amorin ကိုကျွန်တော်အရင်ပြောချင်တဲ့စကားမလုပ်ပါနဲ့မလုပ်ပါနဲ့3 back နဲ့ပဲသွားနေတယ်မှာမင်းက3 back နီးစနေတယ်မှာ3 back ကို master ဖြစ်နေတယ်မှာအဲ့3 back နဲ့ပဲဆက်သွားပါ ဆန်အာဆနယ်နဲ့ပွဲမှာတော့ကစားတဲ့ပုံစံအတိုင်းပဲဆက်သွားပါအာဆနယ်နဲ့ကစားတာလေအဆင်မပြေလိုက်လို့နေနေလေးပုံစံလေးပြောင်းကြည့်လိုက်အဆင်မပြေဘူးတဖြည်းဖြည်းနဲ့နောက်ဆုံးကျတော့ brandfone နဲ့ပွဲမှာကြာလို့ရှိလို့ရှိရင် तू တွိလို့လေတွိလို့ရင်တွိလို့ရင်နဲ့ပျောက်သွားပြီ identity ဖြည်းဖြည်းပျောက်သွားပြီပုံမြင်ရသေးတဲ့ feedback တွေဟို hydration တွေဟုတ်တယ်ဒါပေမဲ့442ပြောင်းကြည့်လိုက်တယ်ဒုတိယပိုင်းမှာ442ပြောင်းကြည့်ကြတော့အဲ့ဒါတွေ तू तू လူတွေအကုန်လုံး wine ပြောင်းနေတဲ့အတွက် तू ပြောင်းပြောင်းပြောင်းနေတဲ့အတွက်အဲ့ဒါတွေကသူ့ရဲ့ identity ဖြည်းဖြည်းပျောက်သွားလိမ့်မယ်ကျွန်တော်ကြောက်တာအဲ့ဒါ3 byte တော့မပျောက်ဘူးကျန်တာတွေကပျောက်သွားလိမ့်မယ် အဲ့တော့အာဆင်နယ်နဲ့ပွဲမှာတော့ high press လုပ်တယ်အဲ့ဒါမျိုးတွေအဲ့ဒီပုံစံအတိုင်းကိုဆက်လုပ်ပါကျွန်တော်အနေနဲ့ပြောချင်တဲ့စကားတော့အဲ့ဒီစကားပါဗောနော်လူတွေဘလောက်ပဲပြောပြောနီးစနစ်နီးစနစ်ဆိုတော့ရှောက်ပြောနေတော့ကဲအဲ့တော့ကျွန်တော်ဒီနေ့ပွဲညပွဲကဆန်ဒလန်နဲ့ပွဲဗောနော်ဒီပွဲက almost see it the dreams i remember ကိုပေါင်းတော့ကိုတော့ပြေးလိမ့်မယ်ကိုစရကိုတော့ပြေးလိမ့်မယ်ဘယ်ဘက်ကပြေးမလဲတော့မသိပြေးတာတော့ပြေးပါတေးကြပဲဒီပွဲကတော့ တကယ်ဗျာသုံးမှတော့အမိုနီယာနဲ့ရစေခြင်းတယ်ရလဲရတတ်ပါပြီနော်ပရက်ရှာတွေနဲ့ negative တွေကကျွန်တော်တို့အသေးမှမရှိစေခြင်းတော့ကဲအားလုံးလဲကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ